လာပါ Union News ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့နိုဝင်ဘာ9ရက်နေ့ဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာ9ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့ချင်းမြင့်နေမှာရှိနေတဲ့စီးရီးအခြေအနေဘယ်လိုတွေဖြစ်နေသလဲဆိုတာကိုချိတ်ဆက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြန်လဲကြိုဆိုပါရယ်တက်မတော်ရဲ့စည်ရေးလှုပ်ရှားမှုတွေကစစ်မျက်နှာပေါင်းစုံကိုပြန်လဲပြီးတော့ကောင်းတာပြန်ဝင်လာနိုင်ခဲ့တယ်။တံမြန်ထိုးစစ်ဆင်လာနိုင်တဲ့အခြေအနေတွေကစစ်မျက်နှာပေါင်းစုံမှာမြင်တွေ့နေရပြီဖြစ်ပါတယ်။ ဒီထဲကနေမှာတမရော့ဘက်ကစည်ရည်မှန်းချက်ထားတဲ့နေရတနေရာကတော့ချင်းတောင်တန်းပဲဖြစ်ပါတယ်။ချင်းတောင်တန်းနဲ့ပတ်သက်ပြီးတမရော့ကပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေကြတာကြာပြီဖြစ်ပေမဲ့ဒီမိုးရင်းကာလဖြစ်တာတကြောင်ဒီတာရင်းမှာရှိနေတဲ့လက်နက်ကန်အဖွဲ့တွေနောက်ပြီးတော့ဒီချင်းပြည်နယ်ကိုတီရောက်ဖွက်ထွက်မယ်ဆိုတဲ့လူမျိုးရေးနိုင်ငံရေးအစွန်းရောက်တွေနဲ့အဖက်မှာတော့ကိုယ့်ရဲ့ရော်ကိုယ့်ရဲ့ဒေသကိုချစ်တဲ့ဒေသကလက်နက်ကန်အဖွဲ့တွေနဲ့နိုင်ငံရေးအရာညှိနှိုင်းမှုတွေလည်းပြုလုပ်နေကြရတာဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့တမ်မတော်ရဲ့ချင်းမြင့်နဲ့စည်ရေးလှုပ်ရှားမှုကိုပြန်ကြည့်ကလေးမျိုးမှာအခြေပြုတ်ပြီးတော့ဒီကလေးတမှုလမ်းမိုင်းပေါ်မှာရှိနေတဲ့ခမ်းမတ်မျိုးကိုလည်းဥတီပြီးတော့ဆစ်စစ်နေတယ်ကလေးကံကောလမ်းမိုင်းကိုလည်းတမ်မတော်ကအပြည့်အဝပြန်လဲတင်းလျှောက်ပြီးအောင်သာမကကလေးကံကောလမ်းမိုင်းရဲ့အတွင်ဆက်နံပါတ်အကွာမှာရှိနေတဲ့ဝေပုံလားမျိုးကိုလည်းတိတ်ခိုက်တင်းချုံနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါအပြင် ပြီးခဲ့တဲ့2025ခုနှစ်မေလဇန်းလောက်ကခိုင်ခန်းကနေပြီးတော့ဒီတိုင်ငင်လန်းစုံကိုချီတက်ဖို့တိုင်ငင်ကနေမှာတီးတိမ်တဲ့ဖလန်းကိုစစ်ရေးအရာချီတက်ဖို့ကျွန်တော်စောင့်ကြည့်နေတဲ့အချိန်မှာပဲအကြမ်းဖက်သမားတွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်တမလို့စစ်ကြောင်းတွေကပြန်လည်ပြီးတော့ဆုတ်ခွာလာခဲ့ပြီးကလင်းမြို့ထဲမှာပြန်လည်စုဖွဲ့ရင်းနဲ့စစ်စင်ရေးအစီအမံတွေကိုဆွဲနေကြတာဖြစ်ပါတယ် ဲ့ဒီတော့အခုဒီ2025ခုနှစ်အောက်တိုဘာနိုဝင်ဘာလောက်ကနေစပြီးတော့ချင်းပြည်နယ်မှာရှိတဲ့စည်ရေးအခြေအနေတွေကတော်တော်လေးကိုတိတိတသားနဲ့ပြောင်းလဲလာတာကိုမြင်တွေ့ရပါတယ်။မနေ့ကနိုဝင်ဘာ9ရက်နေ့မှာလည်းတမန်တော်စစ်ကြောင်းကြီးတွေကဒီကလေးတိုင်းငင်းလမ်းမကြီးကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ကလေးတိုင်းငင်းလမ်းကြီးကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်တိုင်းငင်းကနေတီးတိမ်ကိုလည်းသွားလို့ရမယ်။ဖလန်းကိုလည်းသွားလို့ရတော့မှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတီးတိမ်မှာရှိနေတဲ့ခလာရ969ကတပ်ဖွဲ့တွေကမန်ဒိုစစ်ကြောင်းနေတဲ့နယ်မြေကန်တပ်ဖွဲ့တွေ ဒါအပြင်ချင်းတိုင်းဒေသလက်နက်ကန်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဒီတိုင်းငင်းလန်းစုံတိုင်းငင်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ပြီးတဲ့နောက်အကြမ်းဖက်သမားတွေစုပ်ခွာထွက်ပြေးသွားပြီးဖြစ်တဲ့အတွက်ကလေးတိုင်းငင်းလမ်းမကြီးကိုတပ်မတော်ကစုံမထားနိုင်ခဲ့ပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့2025ခုနှစ်မေလထဲမှာတော့ဒီကလေးတိုင်းငင်းကနေခြေတက်သွားတဲ့တပ်မတော်စစ်ကြောင်းအင်အားတထောင်ကျော်ကအွာပီးဝင်းကျင်လောက်ကနေစပြီးတော့ရှေ့ကိုမတက်နိုင်ပဲဖြစ်နေတာပေါ့မိုးတွေကလည်းရွာနေတယ်တောင်တွေကလည်းပြိုနေတယ်အကြမ်းဖက်သမားတွေကလည်းဒုနေတယ်နဲ့ထိုးစစ်တင်တိုက်ခိုက်နေတာဖြစ်တယ် တစ်ဖက်မှာစစ်စင်ရေးစီမံချက်တွေဆွဲထားတဲ့ဆိုပေမဲ့ပထဝီအနေဒါရရာဇူရုအရာစသဖြင့်စစ်ရေးစီမံချက်တွေကိုအနှောက်အယှက်ပေးနိုင်မယ့်အမျိုးမျိုးသောအကြောင်းအရာတွေကြောင့်တမရော့ကဒီကလေးတိုင်းငင်းလန်းကိုထိုးစစ်ဆင်မှုကိုပြန်လည်ပြီးတော့ဟန်တာခဲ့တာဖြစ်ပါလို့ခြေစစ်ကနေဟန်စစ်ကိုပြုတ်လုလာခဲ့ပြီးတဲ့နောက်ချင်းမြင့်နယ်ကိုဝင်နိုင်မယ့်အဓိကဝင်လန်းထွက်လန်းကြီး၃ဘောက်ကိုစောင့်ကြည့်လာခဲ့တယ်အဲ့ဒီနောက်ဝင်နိုင်တဲ့ primary secondary data အစတဲ့ပထမဦးစားပေးဒုတိယဦးစားပေးတွေကိုရွေးချယ်ပြီးတဲ့နောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဆိုတော့ဒီမြို့မှာရှိနေတဲ့ကာလာယာ169ကနမီကန်တရင်တက်ဖွဲ့တွေကတုံးစံမျိုးကိုလည်းဥတည်နေတာရှိတယ်။အခုတိုင်ငင်းကိုလည်းခြေတက်ထားပြီးဖြစ်လို့တစ်ဖက်မှာရှိနေတဲ့ဖလန်းကိုဆက်လက်ခြေတက်သွားမလားဆိုတာကိုလည်းစောင့်ကြည့်သွားဖို့လိုပါတယ်။ဖလန်းကိုတော့တက်မလို့နဲ့အဆင်ပြေတယ်ဒီချင်းလန်းနဲ့ကန်အဖွဲ့တွေကဖလန်းမှာရှိနေတဲ့စူပန်ဒီလေးစိတ်ကိုစုပ်ပါပေးတယ်စူပန်လေးစိတ်မှာတက်ဆွဲထားတာတွေကိုတွဲပြောင်းပေးဖို့တညှိနှိုင်းထားတာရှိပါတယ်။ ဒါပေမဲ့ရခိုင်လက်နက်ကင်သဘောင် AA နဲ့အတူအကျိုးစီးပွားတွေရခိုင်လက်နက်ကင်သဘောင် AA ရဲ့ခိုင်းဘက်လက်ကင်တို့ဖြစ်နေတဲ့ CNDF နဲ့အဖွဲ့တွေကတော့ဖလန်းမျိုးကိုဆက်လက်ပြီးထိန်းချုပ်ထားရတဲ့ဆိုတဲ့သတင်းတွေကိုတော့ကျွန်တော်ကြားသိရပါတယ်ဆိုတော့ပြည်လက်ရှိနိုင်ငံရေးခင်းညွတ်ကိုပြန်ကြည့်ရင်တမတော်ကချင်းမြင့်တဲ့ကိုဝင်နိုင်တယ်သူမင်းတက်မတူပြီလမ်းကန်ကောဟာကလန်းနဲ့ကလေးတိုင်းငင်းတိတိန်ဖလန်းဒီလမ်းကြောင်းတွေရှိတာပါ ဆိုတော့တပတ်မှာကြောက်ထုပေါက်ဒေတာတွေကတော့အကျံဖက်သမားတွေများတယ်ရခိုင်လက်နက်ကင်တပုံအေအေထင်းကျုံထားတယ်ရခိုင်မြင်းနယ်မြောက်ပိုင်းချင်းမြင်းနယ်တောင်ပိုင်းပလောက်ဝဒေတာနဲ့လည်းနီးစပ်တာဖြစ်တဲ့အတွက်မတူပီကံပက်လက်ဒေတာတွေကတော့အကျံဖက်သမားတွေရခိုင်လက်နက်ကင်တပုံအေအေနဲ့နိုင်ငံရေးအရာခတ်တုံးသောအသုံးချကန်ဖြစ်လာတဲ့ချင်းလက်နက်ကန်အဖွဲ့တွေရောစောဒေတာကဗမာရောင်ရောင်ချင်းရောင်ရောင်တောသားတွေနဲ့ဝိုင်းဝန်းပိတ်ဆို့မှုတွေကြောင့်ကြောက်ထုရောစောဒေတာတွေမှာတော့အကျံဖက်သမားတွေအားကောင်းနေစေဖြစ်ပါတယ်ဒါကြောင့်မလို့ကြောက်ထုကနေမတူပီကံပက်လက်ကိုတက်ဖို့ကတော့ဒီမှာအခက်အခဲတွေရှိနိုင်သေးတယ် ဒါပေမဲ့လည်းဂန်ကုန်းနဲ့ဟာခါလမ်းမိုင်းနဲ့ကလေးတိုင်းငင်းလမ်းမိုင်းကိုတမရော်ကစုံမိုးထားနိုင်ပြီဖြစ်တဲ့အတွက်ချင်းမြင့်နယ်ကိုတမရော်ကပြန်လည်ပြီးတော့ထိန်းချုပ်ထားနိုင်တော့မှဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ကပဲချင်းမြင့်နယ်မှာရှိနေတဲ့ဝေပုံလားမြို့ကိုပထမဆုံးအနေနဲ့တမရော်ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဝေပုံလားမြို့ကပထဝီအနေထားအရပြန်ကြည့်ရင်တော့မနိပူမြေဒီမိုးမြင့်ရဲ့အတွင်းကန်နဘာကန်နာပေါ်မှာတည်ဆောက်ထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ဒီတော့လမ်းမကြီးပေါ်မှာမရှိဘူးကလေးကံကောလမ်းမိုင်းပေါ်မှာမရှိဘူးဆိုပေမဲ့ပထဝီအနေထားအရာအင်မတန်မှအရေးပါပါတယ် ကလေးနှစ်ချောင်းကနေအတွင်းကိုစက်နှမိုင်အကွာဝေးမှာရှိပြီးတော့တစ်ဖက်ကဖလန်းကိုလည်းရောက်နေပါတယ်။ဖလန်းမှာရှိနေတဲ့အဝင်ဝဘာဇရာအတိကိုလို့ရပေါ့သွားနိုင်တာလည်းရှိတယ်။တခြားသောစစ်ရေးအရာအေးပါတဲ့လမ်းကြောင်းတွေကနေလည်းဖလန်းမျိုးကိုဥတီပြီးတော့ခြေတက်တိုက်ခိုက်နိုင်တဲ့အခြေအနေမျိုးတွေရှိနေတာဖြစ်ပါတယ်။လက်ရှိအချိန်မှာချင်းမင်းနယ်ရဲ့အခင်းချင်းကိုပြန်ကြည့်ရင်တမရော်ကအိန္ဒိယမြန်မာထိုင်းနိုင်ငံဒီသုံးနိုင်ငံပူးပေါင်းဆောင်ရွက်မဲ့ဒီမဟာဗျူဟာလမ်းကြီးဒီကလေးတမူလမ်းမကြီးကိုပြန်လည်ထိန်းချုပ်ဖို့လည်းကြိုးစားနေတာရှိပါတယ်။ကလေးမှာအခြေပြုပြီးတော့စစ်မျက်နှာပေါင်းစုံကိုဖြန့်ကျက်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ။ဒါအပြင်ဒီဒေတာရဲ့စုံမရှိကိုကောင်းအောင်ကြီးဆောင်ရွက်ထားနိုင်ခဲ့တဲ့ဂန်ဂောခလာရ90ကပြဖာမှုကနေကလေးကိုပြောင်းရွှေ့သွားပြီးတော့ကလေးမှာရှိတဲ့ထိုးစစ်တွေကလည်းတော်တော်လေးမြန်မြန်ဆန်ဆန်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒီခလာရ90ဂန်ဂောမှာရှိနေတဲ့ပြဖာမှုဘန်းမောင်ကိုအားလုံးလည်းသိကြမယ်ထင်ပါတယ်။တစ်ဖက်မှာစစ်ဖက်ရဲ့ဖက်ဆက်ဆံရေးလည်းအင်မတန်ကောင်းမွန် ဆိုတော့လက်ရှိချင်းမြင့်တဲ့ခင်းကြီးကိုပြောင်းကြည့်ရင်တော့တက်မတော်ကဒီကလေးတမူလမ်းမကြီးကိုစုံမိုးဖို့အတွက်တောင်းရနေတယ်။အတွင်းထဲမှာရှိနေတယ်ဒီပြည်တော်စုလမ်းရဲ့ဒုတိယလမ်းမကြီးလို့ခေါ်လို့ရမယ်ဖလန်တီဒိတ်။အဲဒီကနေမှအိန္ဒိယနေဆက်ကိုတွားမယ်တွန်းဆန်ကနေအိန္ဒိယနေဆက်ကိုထပ်မံပြီးတော့ဒွေးဘော်သွားနိုင်မှုကိုလည်းတောင်းရနေတယ်ရှိပါတယ်။ဆိုတော့ပွင့်လင်းရံဒီရောက်လာပြီဆိုကြတဲ့ကတက်မတော်ရဲ့ထိုးစစ်တွေကချင်းမြင့်တွေကိုစုံမိုးထားနိုင်ပြီဖြစ်တဲ့ဆိုတော့တည်င်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပါမယ့်စီစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။